ရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ် ားရှိခင်သူတို့ကောင်းပေါင်းတို့အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel မှာတရားထူးတရားမြတ်ကို မျှဝေပေးလိုပါတယ်။အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားအောင်မဖြစ်ဘူးအဲ့ချက်။ဒီပင်္ဂရာမြတ်စွာဘုရားရဲ့ဌာန်မှာပဲတရားတော်မှာအထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲ။သို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူး။ ိဉ္စီဣကိဏတိဉ္စီနပုရိသေနသမတတိနငါလိုစွန့်ဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူရဲနဲ့တဏှာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တရိတံတတိဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတံညာကြီးကိုရအောင်ယူပြီးတော့ ဖရာဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဖရာစုပန်တဲ့ကိစ္စကအောင်မြင်သွားတာအနုဘုဆင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဖရာဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်လေဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါထိုဆန္ဒကိုပဲ မြတ်စွာဘုရားကအဓိပတိလို့ခေါ်သေးတယ်။တခါတည်းကလူရဲ့စိတ်ဆွာအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိကစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတာ။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။ စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာအဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလွတ်လာတဲ့ရုပ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာသည် ရောရဲရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြောင်လောက်တာတူတူဒါဆန္ဒကနေဥဆောင်အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်ဖို့မရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဘက်ဆုံကနေခေါ်ထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဓိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းမှာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိစင်းရဲ့အိန္ဒိယနိုင်ငံမှာကျင့်ရတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလမထာနေယောဂဆိုတဲ့အကျင့်မျိုးအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ကိုညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တဏှာဥကလွတ်ဖို့မရမနေလုပ်မယ်ဆိုတော့ကြိုးပမ်းအထုတ်ဖို့ဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူလူမြင်မခံဘူးပြောတယ်မှန်တယ်အဝတ်မို့ဘူးအဲ့ဒီချက်ဝိလစ်စနစ်နေတယ်လူသံခြေသံကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တယ်မှန်ဒုက္ခရစရိယလို့ခေါ်တယ်ပင်မခဲခဲနဲ့အချက်ချက်ဘာစားလဲလို့ဆိုတော့တော့ တောဆက်နွားချံနေပါလေလာလောက်တာနွားကလေးတွေအဲ့ဒီမှာမွေးဖွားနို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်နေနဲ့ကျင့်ပြီးတော့ခြောက်နှစ်ပတ်လုံးဒုက္ခရစရိယာကြီးကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးသတ်တယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကျတော့မှအဲ့ဒီကျတော့ကျိုးပန်းအထောက်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထောက်လို့ရဒါကြောင့်မို့ဝိရိယဒီတတိဝိရိယကကျိုးပန်းအထောက်ပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းရဲစားကြည့် ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ရင်တုံးသားလိုက်တယ်ပင်ပင်ပန်းပန်းခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲဆုံခိတ်ဆုံးချီအောင်ရောက်အောင်ကျင့်လိုက်တော့မာတွေးမိလားတော့ဆိုရင်လောကမှာသူလောင်းပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရဘူးဘသူအောင်မှာငါမရောဘူးဝိရိယကိုစွန့်ကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် သိရအင်ရောမဲ့ခေါ်ဘောဓာတ်ခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူအကျိုးပန်းအထောက်အကူနဲ့ပတ်သက်တယ်ဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာ။ဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လည်းအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့။အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပယုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနှိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာလို့ဆိုရင်ခုနပြောရင်သံတားရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဉာဏ်သားဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူး။အဲ့တော့ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာလည်းပဲသံတားဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောတော့နော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်လည်းပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏမှာရှိတဲ့သံဃာတို့ဝိရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေလေ့ကျင့်ကယူပြီးတော့ အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အင်မတန်မှစွမ်းအားထက်ပါလေတဲ့ဘလောက်ထိစွမ်းအားထက်တော့ဆိုရင်မြတ်စွာဘုရားကပြိနိဗ္ဗာန်ဆံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားစေရရှင်အနန္ဒာကိုဘာမိန့်ရှိတော့ဆိုအနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံဃာဝီရိယဝိမန္တတို့ကို စနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတတန်းစီအောင်နေနိုင်တယ်သို့မဟုတ်တတန်းကြုံအောင်နေနိုင်တယ်ဩသိချင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာเนาะအတိုင်းတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးသိချင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ် မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်တုတ်မှလာတဲ့ပြိနိဗ္ဗာန်မဆိုင်ခင်ဆယ်လပြိနိဗ္ဗာန်ဆံဖို့ဆယ်လအလိုဝါစုလာပြီးကျော်တည့်ရက်လာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါစုလာပြီးကျော်တည့်ရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝိရဏတစ်ခုဖြစ်သွားပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတေခြင်းနာကတ်သွားသို့မဟုတ်တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ခုလို့မရဘူးဆိုတဲ့ယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်နှစ်အတွင်းအဲ့ဒီယောဂမပေါအောင်ထိန်းလိုက်တယ်ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသဏ္ဍဝိရိယဝိမာန်တာစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယသင်္ခါရဖလတ်သမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်ထိန်းလိုက်တာဆယ်နှစ်ကြည့်ဒီအဲ့ဒီယောဂပြန်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်တေကဏိလို့ဆိုရင်ဆိုလူကုတ်တဲ့ထုံးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုတုံးပြုပြီးတော့ဆေလတိတိယောဂမပေါ်အောင်ထိန်းတာတာမန်ဖလသမဘာမျိုးဆိုရင်ထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယသင်္ခါရဖလသမဘာဆိုသနဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာချင်းစဉ်ကိုဝိပဿနာချင်းစဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ခလသမာပတ်ဆိုဆိုအဲ့ဒီခလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂတွေလောကပုံလာတာကျမ်းမာသွားပါဘယ်ကတည်းကကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တယ်ဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုသူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတရားတွေအတွက်ဘယ်သူ့အတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်နှစ်ပြည့်ကဆုံလာပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံတဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လဆုံးပြီးပြိဋိဘံစံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတော့ ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံလွဲသွားရင်နောက်တော့ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကတမထခြင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့ တမထကျင့်စဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတမထကျင့်စဉ်တော့သူတို့ထွတ်ထွက်ရအောင်ပေါရောက်ခဲ့တယ်ဥဒကရာမဗုဒ္ဓဆိုထွတ်ထွက်ရအောင်ဆိုတော့ဘုရားကသစ္စာလေးပါဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြီးလိုက်တော့တဦးကတပတ်စောပြီးတော့ ကွယ်လွန်သွားတယ်။နောက်တစ်ဦးကတညတာစောပြီးတော့ကွယ်လွန်သွားတယ်။တွားရောသူတို့နောက်ဒီမိတ္တရဖရာလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေကြတာ။အရုပဘုံဆိုတာလမ်းကြီးပဲရှိတယ်။ဖရာတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်ဘူး။မကြရရင်တွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိတယ် အဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ကုံရောက်ချင်တယ်ရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးတယ်ဆယ်လဆုံးပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး နော်လူဆိုတာစိတ်ဝင်စားမှလုပ်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်းတရားပွဲခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လုပ်တာအဲ့တော့သူဘဒပြဘကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညတကောင်အချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာ ရောက်လာတာတော့မှသူကယင်ထဲကတန်တရာစကားကိုမေးချင်လို့ရောက်လာ။ဘာမေးတုံးဆိုတော့ခိုင်းချေရဘာသာရေးခေါင်းဆောင်ကြီးသူတို့ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးလို့ပြော။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်မရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုတော့အဲ့ဒီ စိတ်ဆွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တဂရကအနာဂါယံလက်ဆောင်ဖြစ်နိုင်တယ်မဂ္ဂင်ရှိပါအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ပြောတော့တန်တရားဝကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူ လက်ခံပြီးဘုရားဘာသာဖြစ်ခုပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိဘံမဆန်ခင်လေးမှာယဟန်ဖြစ်သွားတာနော်နောက်ဆုံးတပည့်လို့ခေါ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တဝီရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ် ။ဘာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေကစိတ်တတိမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလောက်လို့မလေးကျင့်လို့မဖြစ်ဘူး။တကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါပဲ။လူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူး။လူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိတယ် လောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတယ်အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုခြင်းနဲ့เนาะချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီပဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုလို့ရှိတယ်တရားဘက်ကိုဆန္ဒမရှိသေးတဲ့မြတ်တရားကိုသိတဲ့အတိအကျမရနိုင်ဘူးဆန္ဒရှိဖို့လိုတယ် နောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားလောင်းလို့၆နှစ်ပါလို့ဒုက္ခရစရိယကျင့်လာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားလောင်းလို့ရကျင့်နေတဲ့အချိန်မှာတော့ သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကျွတ်ကြတော့အဲ့လောက်ထိအောင်တက်မလိုက်ဘိုက်ကင်လို့ရှိရင်ကြောရုံကုန်ထိနေတယ်ကြောရုံကုန်နဲ့ဘိုက်နဲ့ချက်နေတယ်လို့ဒီလိုပြောနော်မျက်လုံးနှလုံးကဘယ်လောက်ထိအောင်ရှိသွားတော့ဆိုရင်ဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်နေတယ်ပြောပါကစ္စတန်ခန္ဓာရ ဘဂုပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယာချင်းနဲ့ရုပ်ပုံကြီးမြင်မှုကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနဲ့လည်းဝီရိယမဟုတ်ဘူးတကယ်လို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လိုက်ရမယ်လို့ကြိုးပမ်းအထုံးဖို့ကရှိရမယ်ဒီလိုဟောတာ သူကိုယ်တိုင်လည်းကြိုးပမ်းအထုတ်ခဲ့တယ်။အဲ့ဒီကြိုးပမ်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားလူတရားနဲ့မရနိုင်ဘူး။လူတွေဟာသူ့အတိုင်းတည်းကလူရတာ။ဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲ။စိတ်ထကြန့်ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်။ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးပဲဆိုတော့တခုမှမရှိဘူး။ အခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြန့်ခိုင်လာအောင်လေလေ့ကျင့်လာတဲ့ဘဝတွေကများလာတာကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဟာအလုံးကြောင်းကြလိုက်တယ်မဟာသနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်တင်းမောပြက်လို့ပင်လေထဲမှာတင်းမောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လေပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တမ္ပံပုဂ္ဂိုလ်တွေကတွေးမယ်ဆိုဘယ်လိုတွေးမလို့ဆိုဟိုမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့နောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ဟုတ်ကုတယ်အသက်နဲ့ကိုမြဲနေတဲ့ကြတော့လုံးဝဝီရိယထုတ်ပါနတ်သမီးကလာမေးတယ်တလောက်ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောတော့လှုပ်တဲ့နာကိုငါလှုပ်လို့ကျိုးစားအထုတ်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောလဲတဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးလားမြင်နေရပါဘုရားတော်ကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပါအထုတ်မှုတို့အဲ့ဒါမျိုးစိတ်ဓာတ်ကြံ့ခိုင်တာကိုပြောတယ်နော် လူတွေအများစုကစိတ်တမကြန့်ခိုင်လို့တည်သွားကြတာတည်းများဘဝပို့ပြီးတော့ဆုံးရှုံးနေတာတော့စိတ်တမကြန့်ခိုင်လို့ပဲစိတ်ကကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဘူးအေးဒါကြောင့်မို့လို့သံတားလည်းရှိရမယ်ဝီရိယလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမယ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆင်းရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောလို့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုဒိဋ္ဌိနဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့ကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့ဘူးကမြင်မှုဒီပိဋကထဲမှာ God မြင်မှုတဲ့နေ့ပြောင်းမှရှိမှာမဖြစ်ဘူးအပြောပဲဘယ်နေမှန်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်မှုတာတွေအသာထားလိုက်ရှိတယ်မရှိတယ်အသာထားရှိနေတယ်ဘာလို့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့ကိုယ်တန်တမှာရှိတယ်ဘယ်သူမှမေးစရာမလိုဒါရှိသေးချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုဖြစ်မဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်ဖြစ်နိုင်စေတယ်။ဝီရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင်။ mind makes the impossible possible လူရဲ့စိတ်ဆွမ်းအားနဲ့အမတန်ထက်မြက်တယ်။ determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအား။အတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဒီစကားပို့ပြီးတော့မှတ်နေ God makes the impossible possible ဆိုတော့ God ကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မှန်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘူးဝါအတ္တမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့လဲဆိုကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible ဆိုတော့ God ရှိလားဆိုတာကကိုယ်အရေးကြီးနေတယ် ဟုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝိရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုးမသိကြဘူးလားမေတ္တာပို့ရအောင်တတ္တဝါများစွာတတ္တဝါများစွာပေးရန်กว่าပေးရန်กว่าချမ်းသာကြပါစေချမ်းသာ tân đồ âm nhà xoa thi yang qua chẳng là gia ba gì biết đại gì chăng công ngập chăng nghĩ chăng gia ba gì biết đại gì chăng công ngập chăng nhân gia bà di thế sĩ chăm ma thế chăm la núi a san đa bi bà di thế sĩ chăm ma thế chăm la núi a san đa bi bà di ဩလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဘုအမေတ္တတဟူရောင်မြူပဝင်းဝေလာမင်းနဲ့ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏ မနောတရသည်မြင်မြန်ဖြူစင်အေးကြည်လင်းသည်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသော ရေအိုင်ကြီးအတွင်း၌ဒုက္ခပင်အစားစင်ထာဝရအေးမြจิตာตาယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဇာဘန်တို့သည် ဖုံးလန္တာဝန္တရွှေမြူဝုံမုံလူးလျက်ជីနူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ သူကနကလေးအောင်လေးတဲ့ရောရှက်တင်ပြန်ပိတိတိဟုသောယနန်းတို့သည်ဘဝရန်တူကောင်းစွာမသိကြိုင်လန့်၍နေကြပါစေကုန်သတည်းအရာရှိခင်ကြတော်ကပေါင်းတို့တရားနာယူပြီးစိတ်ချမ်းသာကိုကျမ်းမာပြီး ောင်းတော်လူရင်ဆန်သောအလုံးတော်ပြည့်စုံနိုင်ကြပါစေ။